မင်္ဂလာပါပိုင်းချီမတူတဲ့ကိန်းရောတွေကိုဘယ်လိုလုပ်လဲကူတက်လို့ရလဲဆိုတာလေးကိုရှင်းပြပေးထားပါတယ်ဒီမှာကိန်းရောတောင်းကူပေါင်းတော့မယ်ဆိုရင်ရှိကကိန်းပြီကိုတသက်ခွဲပြီးပေါင်းလို့ရပါတယ်၄ရက်၅ရက်၉ရက်တသက်ပေါင်းလိုက်မယ်ကွင်းစာကွင်းမလေးကြောက်ခံထားပါတယ်ပြီးရင်အပေါင်းသင်္ခေတရေဖို့မမေ့ပါနဲ့ကျန်တဲ့အပိုင်းကိန်းတွေကိုလက်ကွင်းစာကွင်းပိတ်လေးနဲ့ရေးမယ်နှစ်ပိုင်းတစ်ပိုင်း၄ပိုင်း၃ပိုင်း chào bái chào bái thực xe toàn gù bao kính bi toàn gù bao lại tôi sẽ xì ra bài đấy bảo nó qua biển chạy lại mẹ nó bay đập bái à bảo đi bái tôn mái à bảo chào bái đập bái trên này bán cái này mà bán gì mà trụ bảo တကြောင်ပိုင်းခြေတူအောင်လို့အရင်ဆုံးပိုင်းခြေတွေကိုခြာရေးလိုက်တယ်နဲ့လေးခြာခြာရေးလိုက်တယ်ပြီးတော့နဲ့လေးကိုခြာရေးပါမယ်နှစ်တက်လေးနဲ့နှစ်နက်လေးလေးနှစ်သုံးလေးခြောက်နှစ်လေးလေးရှင်းနှစ်ငါးလေးတက်ဆက်နှစ်ခြောက်လေးဆက်နှစ်နှစ်ခုနလေးဆက်လေး လေးလေးဟိုလည်းခြာရင်မဲလေးတက်လေးလေးလေးနှက်လေးရှစ်လေးသုံးလေးဆက်နဲ့လေးလေးဒီဆက်ချလေးငါလေး20 6ဒီလည်းခြာရင်မဲ6တက်လေး6 6နဲ့လေးဆက်နဲ့6 3လေးဆက်ရှစ်6လေးဒီ24တော့ရဲ့အဲ့ဒီ၃ခုမှာတူတဲ့ဂိမ်းကိုလိုက်ရှာလိုက်ပါမယ်။ညမှာဆိုရင်ဆက်နဲ့2 6 2ဆက်နဲ့ ၄မှာက၄၃နှစ်၆မှာက၆နှစ်၄နှစ်အတိတော့အပေါ်က၁အပေါင်းပိုင်းခြေမှာ၁နှစ်ကိုပုံအဖြစ်ယူလိုက်မယ်ပိုင်းခြေမှာဆက်နှစ်ရဖို့နှစ်ကို6နဲ့မြောက်ပိုင်းဝေးတစ်ကိုလည်း6နဲ့မြောက်ပေးရပါမယ်6တစ်6လေး6အပေါင်း 12ရဖို့4ကို3နဲ့မြောက်တဲ့4 3 2 12ဆိုရင်ပိုင်းဝေမှာ3ကိုလည်း3နဲ့မြောက်ပြန်မယ်3 3 2 9အဲလိုပဲ6ကို12ရဖို့2နဲ့6တဲ့ကြ6နဲ့2 12ဆိုရင်ပိုင်းဝေ1ကိုလည်း2နဲ့မြောက်ပြရမယ်နဲဒီတော့ပေါင်းလိုက်မယ်16 အပေါင်းပိုင်းဝင်ကိုပေါင်းလိုက်တော့6အပေါင်း9အပေါင်းနဲ့18ရပါတယ်နှစ်ပိုင်း18ပိုင်းစနပိုင်း18ပိုင်းမှာပိုင်းဝေကပိုင်းကြည်ထက်ပိုကြီးနေတယ်ဆိုရင်အဲ့ဒါကိုကိန်းရောပြန်ဖွဲပေးပါမယ်။ပိုင်းငင်းကိုကိန်းရောဘယ်လိုပြန်ခွဲရလဲဆိုတာကိုနောက်ဗီဒီယိုလေးတစ်ခုပြုလုပ်ပြီးပြပြပေးပါမယ်နော်။ ုတော့72 18ကို72အပေါင်း5ဆိုပြီးခွဲလိုက်ပါတယ်အောက်ကပိုင်းကြီးက72အဲ့တော့ဘလို့ရေးလို့ရတယ်ဆို72ပိုင်း72ပိုင်းအပေါင်း72ပိုင်း5ပိုင်းဆိုပြီးရေးလို့ရပါတယ်72ပိုင်း72ပိုင်းကြီးနဲ့ပိုင်းဝင်တဲ့တူနေအဖြေရတဲ့အပေါင်း72ပိုင်း5ပါဒါဆိုရင်72ပိုင်း18ပိုင်းကိုရှာလိုက်တာတဲ့အပေါင်း72ပိုင်း5ပိုင်းရပါတယ်အဲ့တော့ဆက်ရှိအပေါင်း72ပိုင်း9ပိုင်းနေရာမှာအခုနရှာထားတဲ့ တဲ့အပေါင်း12ပိုင်း5ပိုင်းကိုရေးလိုက်ပါမယ်ပြီးရင်18နဲ့1နဲ့ဟာပေါင်းလို့ရပါတယ်အဲ့တော့19 19 plus 5 by 12ပေါ့နော်12ပိုင်း5ပိုင်းအဖြေကတော့19 12ပိုင်း5ပိုင်းရပါတယ်ရှင်ခုလိုကြည့်ရှုပြီးရတဲ့ကျေးဇူးများကြီးတင်ပါတယ်